evolution evolution ဆိုတာတက်ရှိတွေကိုပိုကောင်းအောင်ဖန်တီးပြီးတယ်လို့ကျွန်တော်တို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ evolution ကလည်းတခါတလေကြာရင်အဲ့ဒါကိုဘာလို့အဲ့ဒီလိုလှုပ်ထားတာလဲလို့မေးခွန်းထုတ်ရှင်စရာကောင်းတဲ့ဆုံးဖြတ်ချက်တွေရှာရပါတယ်။ဒီနေ့မှာတော့စင်ကဲပြောင်းလဲမှုစမေးပွဲကြရှုံးခဲ့တဲ့ကိုယ်ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ကိုယ်တိုင်ဒုက္ခရောက်နေတဲ့အံ့ဩစရာတိရစ္ဆာန်၃မျိုးကြောင့်ပြောပြပေးပါမယ်။ပထမအဦးဆုံးတိရစ္ဆာန်ကတော့လှပတဲ့အစိမ်းရောင်လူနာမော့ချ်ပါ။လမျက်ရိပ်ပိုးဖလန်လို့လည်းခေါ်ပါတယ်။ သူတို့ကအရွယ်ရောက်တဲ့အခါမှာအကြီးမားဆုံးစင်ကဲပြောင်းလဲမှုအားနည်းချက်ကိုလက်ခံရရှိပါတယ်။အဲ့ဒါကဗဇက်မပါတော့ခြင်းပါ။အရွယ်မရောက်ခင်တက်တာပီလာဘဝတုန်းကအစာရီအများကြီးစားခဲ့ရပြီးနောက်အရွယ်ရောက်တဲ့အခါမှာ evolution ကဟေ့ကောစားဖို့မလိုတော့ဘူး။မျိုးပွားဖို့ပဲလိုတော့တယ်။အဲ့ဒီလိုပြောလိုက်သလိုပါပဲ။ဒါကြောင့်အရွယ်ရောက်လူနာမော့ရှာအစာမစားနိုင်တော့တဲ့အပြင်ကိုမှသူတို့ကအရွယ်ရောက်တာနဲ့ရက်တက်ပတ်တစ်ပတ်ခန့်ပဲအသက်ရှင်နိုင်ပါတယ်။ဒီတစ်ပတ်တာအတွင်းမှာသူလုံးရမဲ့တခုတည်းသောအလုပ်ကအိမ်အောင်ပြုဖို့ပါ။ စားဖို့အချိန်မရှိငယ်စဉ်ကလေးကစူဆောင်းထားတဲ့အစီအိတ်လေးတွေနဲ့ပဲရင်းမိအိမ်အောင်ပြူအူအူပြီးတာနဲ့အစာငတ်သိမ်းဆုံးသွားပါတယ်ဒါကဘလောက်တောင်စိတ်ပျက်စရာကောင်းတဲ့စင်ကယ်ပြောင်းလဲမှုလေတပတ်အတွင်းမှာစားတော့ပျော်ရွှင်မှုကိုဆွန့်လွတ်ပြီးမျိုးပွားဖို့ပဲရှိနေတာပါဒါပေမဲ့လူကြီးမင်းတို့လိုမဟုတ်ပဲတပတ်အတွင်းမှာတော့စော်ရအောင်ရှာနိုင်ပါတယ်နောက်ထပ် evolution ကနေအားနည်းချက်ကြီးတစ်ခုလက်ခံရရှိသူကတော့ဩစတြေးလျရဲ့အိပ်ပုတ်ကြီးကိုအလာဝတ်ဝံမှာသူတို့ကအလွန်ရှစ်စရာကောင်းပါတယ် ဒါပေမဲ့သူတို့ဘဝဟာ evolution ရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်ကြောင့်ပြင်းမနေရပါတယ်။သူတို့ရဲ့အဓိကအစားအစာကယူကလစ်ရွက်ပါ။ဒီရွက်မှာအဟာရဓာတ်နဲ့ပါလို့မီအစိတ်အတောက်တွေများစွာပါဝင်ပါတယ်။ကိုအလာတွေကတနေ့တာရဲ့80ရာခိုင်နှုန်းကိုအိတ်နေကုန်ဆုံးပါတယ်။စားလိုက်တဲ့ယူကလစ်ရွက်ကနေအစိတ်တွေကိုရှင်းထုတ်ဖို့အတွက်အဟာရနည်းနည်းလေးရဖို့ခန္ဓာကိုယ်ရဲ့စွမ်းအင်တွေအကုန်လုံးရွှေ့တာနေရလို့ပါ။ဒါတွေမကသေးပဲကိုအလာတွေမှာအစိုးဆုံး evolution ဆုံးဖြတ်ချက်နှစ်ခုလည်းရှိပါသေးတယ်။ ပထမတစ်ခုကသူတို့ရဲ့သွားတွေအားတသက်လုံးအပင်စားရတာကြောင့်အလွဲတကူပွန်းပဲ့ပျက်စီးပါတယ်။သွားတွေလုံးဝပျက်စီးသွားတဲ့အခါအစာကိုလုံးဝဝါလို့မရတော့ပါဘူး။တရွတ်တီပေါများတဲ့ကြားကနေအငက်ဘေးနဲ့တိတ်ဆုံးရမြင်ပါတယ်။ဒုတိယတစ်ခုကတော့အုံနောက်ရွယ်စားပါပဲ။အဟာရနည်းတဲ့အစာအစာနဲ့အလုံးလုံးရတဲ့အတွက် evolution ကညံရီကိုပါဆွန့်လွတ်လိုက်တာကြောင့်သူတို့ရဲ့အုံနောက်ဟာခန္ဓာကိုယ်အွယ်စားနဲ့ရှင်အင်မတန်တင်းနေပါတယ်။ဒါကြောင့်ကိုအလာရဲ့ဘဝကဘလို့လဲ။ဘိုက်ပြေးနေပေမဲ့အဟာရမရဘူး။ ပြင်းလို့မဟုတ်ဘဲမတေးရအောင်အိတ်နေရတယ်။နောက်ဆုံးတော့သွားရည်ပြက်လို့အငက်နဲ့တေးရတယ်။ဒါပေမဲ့ကျွန်တော်တို့လိုမနေ့၈နာရီအလန်းကြီးမမီပဲနေ့တနေ့ရဲ့၈၀ရာခိုင်နှုန်းကိုအိတ်နေကြရတာပါ။နောက်ဆုံးတစ်ခုကတော့ကမ္ဘာအကြီးဆုံးကျွက်ဖြစ်တဲ့ကပီဘာရာပါ။သူကမျက်စားတဲ့အပင်စားတရဝါတကောင်ဖြစ်ပြီးတရိတ်ဆန်နေကြားမှာတော့ EECC သွာလာလို့ရတဲ့ဆရာကြီးတကောင်ဖြစ်ပါတယ်။ဒါပေမဲ့ပြည်တနာကသူတို့ရဲ့အစာရင်နဲ့ဥလန်းချောင်းမှာစားလိုက်တဲ့မြက်တွေကနေလိုအပ်တဲ့အာဟာရတဲ့အားလုံးကိုခန္ဓာကိုယ်ကတခါတည်းစုပ်ယူနိုင်ရမှာမရှိပါဘူး။ evolution ကဒီပြဿနာကိုဖြေရှင်းဖို့ဘယ်လိုဆုံးဖြတ်ခဲ့လဲသူတို့ရဲ့မစင်တွေကိုပြန်စားစေဟုတ်ပါတယ်ရေဝတ်တရားမနက်ပိုင်းအစောပိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်အညစ်အကြေးမစင်တွေကိုဓာတ်ရိုက်စားသုံးကြပါဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ပထမအချိန်အစာရှည်ဖြတ်မှုမှာမစုပ်ယူနိုင်ခဲ့တဲ့ protein ဓာတ်နဲ့ vitamin တွေအဲ့ဒီမစင်ထဲမှာပြန်လည်ပါဝင်နေလို့ပါဒါဘို caprofagy မစင်စားသုံးခြင်းလို့ခေါ်ပါတယ်ဒီတော့ evolution ဟာ capybara ကိုမျက်ကိုကောင်းကောင်းအစာရှည်ဖြတ်နိုင်တဲ့အစာရင်အသက်ပေးမဲ့အစား မင်းရဲ့စွန့်ပစ်ပစ္စည်းကိုပဲပြန်ပြီးစစ်ထုတ်အသုံးပြုလိုက်ပါလို့ပြောလိုက်သလိုပါပဲဒါကြောင့်မို့နောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်